ခင်ဗျာမရှင်များလုံးပဲမင်္ဂလာပါဗျာနော်အာကျွန်တော်တို့ဒီနာမည့်22ကြိမ်အတွက်ပေါ့နော်အဒီမှာက145ပေါ့နော်145ပါကျွန်တော်တို့အာအကြိမ်20တုန်းက145တဲ့ဤတင်လာတာပေါ့နော်ကျွန်တော်ဒီဘယ်မှလာဆင်းသွားလဲနော်145ပေါ့နော်အာကျွန်တော်ဒီလုံးပိုင်းလေးအရင်ပြပေးမယ်ပေါ့နော်လုံးပိုင်းလေးအာအရင်ကြည့်အောင်ဗျာနော်ကျွန်တော်တို့ဒီကနေစပြီးတော့သူကပေးလာတာပေါ့နော်အဲကျွန်တော်နည်းနည်းလေးချဲ့ပြပါမယ် โอเคဒါဆိုရင်တော့ရမယ်ထင်ပါတယ်ဗျာနော်ကျွန်တော်ဒီထိတ်နဲ့ခါနဲ့ပေါ့နော်6ရက်2ရက်နော်ဒီနှလုံးပေါင်းခြင်းပေါင်းခြင်းနံပါတ်နော်ကျွန်တော်ပေါင်းခြင်း8 8ဖြစ်တဲ့အတွက်ကျွန်တော်တို့89ပေါ့နော်အာ89တီကျွန်တော်တို့ဒါလုံးပိုင်းနော်89တီလုံးပိုင်းဒီမှာ388ထွက်တယ်နော်အာကျွန်တော်တို့ဒီ8တီဒါအပိုင်းပေါ့နော်ဒီ388ဒီမှာကျွန်တော်တို့စတာလေးပြလိုက်မယ်ပေါ့နော်အာပြီးရင်ကျွန်တော်ဒီတိုင်းပဲအောက်ကိုတစ်ရက်ဆင်းသွားတယ်ပေါ့နော် သုံးတုံညနော်ပေါင်းခြင်းနံပါတ်ဒီနံပါတ်3 3ဖြစ်တဲ့အတွက်3 4ဒီကျွန်တော်ဒါလုံးပိုင်နော်ဒီမှာက3 5 4ဆိုရှေ့က3ဒီလုံးပိုင်ပေါ့နော်ဒီအောက်မှာလည်းကျွန်တော်ဒီမှာက3 6ဆိုတော့ပေါင်းခြင်းနံပါတ်ညညပြီးတော့ပါလာမလဲ3ပေါ့နော်ဒီမှာဘာထွက်တယ်2 4 6နော်ပေါင်းခြင်းနံပါတ်နံပါတ်2ဒီကျွန်တော်တို့လုံးပိုင်ရရပေါ့နော်โอเคဒါဆိုရင်အောက်ကိုကျွန်တော်တို့စစ်ကြည့်မယ်2နဲ့2နဲ့ပေါင်းခြင်းပေါင်းခြင်းနံပါတ်လေးပေါ့နော် လေးပြီးတော့ကျွန်တော်တို့ငားလာတယ်၄၅ဒီလုံးပိုင်းရှင်း၅နှစ်တွေ့တယ်ကျွန်တော်တို့ငားဒီလုံးပိုင်းပေါ့နော်အဲဒီမှာကကျွန်တော်တို့၈၆เนาะဘောင်းချင်းနံပါတ်၄လေးပြီးတော့ပါတယ်ငားပေါ့နော်၄၅ဒီမှာက၃၅၆ဆိုပြီးတော့တွေ့တယ်ကျွန်တော်တို့ငားဒီလုံးပိုင်းเนาะအဲဒီမှာကကျွန်တော်တို့၃၄ဘောင်းချင်းခွန်ဖြစ်တဲ့အတွက်ခွန်၈ဒီလုံးပိုင်းနဲ့เนาะဒီမှာနှလုံးလုံးဆွဲတယ်ကိုခွန်ရှက်ပေါ့နော်ကိုခွန်ရှက်ဒီလိုလေးဆွဲသွားတယ်ဒီမှာလဲစစ်ကြည့်မယ်ကျွန်တော်တို့ကိုကိုဒီပေါင်းခြင်းရှက် ရှစ်ကိုနော်ဒီမှာတော့အပီပေါက်တော့ဖြစ်နော်အပီပေါက်ရှစ်ကိုရှစ်ဆိုပြီးတော့ပေါ့နော်ဒါဆိုရင်ဒီတစ်ပတ်အတွက်ကျွန်တော်တို့လုံးပိုင်းကဒီမှာရှစ်ရက်လေးရက်ပေါင်းခြင်းကနှစ်နှစ်သုံးပေါ့နော်နှစ်သုံးဒီပြမလာကြမယ်ဒီမှာကျွန်တော်တို့ဒါလုံးပိုင်းနေရရှိပါတယ်နှစ်သုံးလုံးပိုင်းပေါ့နော်โอเคပါဒါလေးကတော့ဒါကျွန်တော်အရရတဲ့အပမာသုံးအမူလေးပေါ့เนาะကျွန်တော်နောက်ပိုင်းမှာတော့ဒီ break line တွေပါလေးအဲဆွဲပြီးတော့ပါမယ်เนาะ ဒါတော့တကနက3ကတော့4က5က6က9ကဒါ10ကမြောက်ပေါ့နော်ဒါ10ကမြောက်တော့ဖြစ်ပါပြီ10ကမြောက်ဖြစ်ပြီဆိုတော့ကျွန်တော်ဒါစစ်ပေးသွားမယ်ဆိုရင်တော့ကျွန်တော်ဒီ24ပေါ့နော်24ချိန်ကျွန်တော်တို့အဲနှစ်ကုန်ပိုင်းမှာလည်းစစ်ပြီးတော့ပေးဖို့ဒါများတယ်ပေါ့နော်โอเคပါဒါဆိုရင်ကျွန်တော်ရဲ့ဒါပထမဆုံးမူလေးကတော့လုံးပိုင်းပေါ့နော်နှစ်3ကကျွန်တော်လုံးပိုင်းလေးဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်နေ့6လာမသိဘူးပေါ့နော် ဘရိတ်လိုင်းကတော့ကျွန်တော်ရှာတာမှားပါတယ်၈3ပဲပေါ့နော်၁၄5ဆိုတော့၃ညဘရိတ်ဖြစ်သွားတယ်ဗျာနော်โอเคပါဒါကတော့ပထမဆုံးကျွန်တော်ရဲ့မူလေးပါဗျာကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေပါစေဗျာ